မင်္ဂလာပါရှင် MPA Pocket အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမခရစ်စတယ်ပါဒီအစီအစဉ်ကိုအညာလေးလာရေးစင်တာနဲ့ MPA ကပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အသေးနှလုံးအညာဒေတာဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမရင်မတွက်နိုင်တဲ့ဆေးရဆွေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်တယ်လီဖုန်းလိုင်းတွေအင်တာနက်တွေလမ်းမဆက်သွယ်ရေးတွေဖျက်ထောက်ခံရတဲ့ဒီဒေတာမှာ ဖြစ်ပျက်ခဲ့တဲ့ကြောင်းမက်ဖွဲရအဖြစ်ပျက်တွေကိုကဘာကတိဖို့ဆိုတာမလွယ်ကူလာပါဘူး။ဒီကနေ့ကျမတင်ဆက်ပေးမှာကတော့အညာဒေတာစကိုင်းတိုင်းကဏီမြို့နယ်မှာမကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ဆွေရလာတဲ့တိုက်ခိုက်မှုတစ်ခုရဲ့ဖြစ်ရမှန်ဆန်စစ်ချက်ပါကဏီမြို့နယ်ဟာခုခံတော်လှန်စစ်အကောင့်နဲ့ဒေတာတစ်ခုဖြစ်ပါတယ်မြမစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့7ကီလိုမီတာလောက်ပဲဝေးပင်မဲ့ စစ်တပ်ဟာမြို့ပေါ်နဲ့ရှေ့တန်းစခန်းအနည်းငယ်ကလွှဲရင်းကျန်တဲ့ဒေသတွေကိုထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့စစ်တပ်ရဲ့လက်နက်ကင်တပ်ဖွဲ့တွေဟာဒီဒေသမှာအရဲသားတွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအပါအဝင် မစင်မချင်းလေးချောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အညာလေးလာရေးစင်တာရဲ့အစီရင်ခံစာအရ မျက်လာပိုမြောက်ရွာမှာစစ်တပ်လေထီနဲ့တိုက်ခိုက်ခံရလို့ရွာသားတအူတည်ဆုံပြီးနှစ်ဦးထံရရရှိခဲ့ပါတယ်။ဒါကဒီလိုတိုက်ခိုက်မှုတွေရဲ့နောက်ဆုံးဖြစ်ရမဟုတ်ခဲ့ပါဘူး။ဒီကနေ့ကျမအဓိကတင်ဆက်မယ့်အဖြစ်အပျက်ကတော့ချောင်းမအရှိရွာတိုက်ခိုက်မှုဖြစ်ပါတယ်။ချောင်းမရွာဟာအင်ချေတထောင်လောက်ရှိတဲ့ရွာကြီးတရွာ ဖြစ်ပြီးမုံရွာကလေးအဝေးပြေးလမ်းမကြီးဘေးမှာတည်ရှိပါတယ်။ ရွာသူရွာသားတွေကတော့တောင်ရလုတ်ကင်ကြပြီးလမ်းမကြီးပြီးဖြစ်လို့ခီးသွားကားတွေလည်းဖြတ်တန်းသွားလာနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ညနေ4:00နာရီ5:00နာရီအချိန်လောက်မှာပေါ့ချောင်းမအရှိရွာကရွာသူရွာသားတွေကတနေ့တာလုပ်ငန်းတွေတိမ်ပြီးတော့မှအိမ်ပြန်လာတယ်ညနေရလုတ်တွေလုဆောင်နေကြတဲ့အချိန်မှာ ဟာဟိုမကြီးအပေါ်ကလာနေရဲ့ပြေးပြေးကြရေဆိုပြီးတော့မှကောင်းငင်ကနေကြားလိုက်ရတဲ့အင်ဂျင်တန်စူညံညံတန်ချောက်ရွာသားတွေလမ်းဖြန်ပြီးတော့မှ အနီးနားကမြောက်ကျင်းနေတဲ့အသက်လူပြီးပြေးစင်းကြပါတယ်။ဒါပေမဲ့တိုင်းပြည်ရဲ့အခြေအနေဆိုးတွေကြားမှာအားနွယ်ဆုံးဖြစ်တဲ့တကြီးရိုးတွေနဲ့မတန်ဆန်းသူတွေအတွက်ကတော့ဒီလိုထွက်ပြေးတိမ်းရှောင်မှုဆိုတာပဲလွယ်ပါမလဲ။ အသက်ရှင်ကျန်ရစ်သူမိသားစုဝင်ကဝမ်းနဲ့ပူစေစားနဲ့အတော်ကိုပြေခေါ်လာတာအတော်ကကျမ်းမာရင်မကောင်းတော့လမ်းလျှောက်နိုင်ဘူးလေဘုန်းကိုကျင်သာရောက်တော့လာလာလာဆိုပြီးတော့မှသူ့သားကပြေခေါ်တာကျင်းနေစစ်မဲ့လုံမှာပဲဖြစ်သွားတာပေါ့အညာလေးလာရေးစင်တာရဲ့စုံစမ်းစစ်ဆေးမှုတွေအရာဒီတိုက်ခိုက်မှုဟာမုံရကလေးလမ်းမကြီးဘေက လူနေရင်တွေကိုတိုက်ရိုက်ထိမှန်ခဲ့တာဖြစ်ပါတယ် ။ဒီဖြစ်စဉ်အတွင်းမှာအရသားရွာသား၄ဦးနဲ့ချောင်းမရှိရွာကိုခဏရောက်နေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးစုစုပေါင်း၅ဦးတည်ဆုံခဲ့ရပါတယ်။မြန်မြန်တပ်သေးတွေရဲ့အဆိုအရ25ဦးလောက်လဲထိခိုက်ဒဏ်ရာရပြီးအရေးပေါ်စေကူတာမှု ခံယူခဲ့ရတယ်လို့သိရပါဗျ။တည်ဆုံခဲ့ရသူ9ဦးထဲမှာမိသားစုဝင်2ဦးတောင်ပါဝင်ပါတယ်။ နှစ်ဦးကအသက်60ဝန်းကျင်အရွယ်တွေဖြစ်ကြပြီးတော့ကြံသုံးဦးကတော့အသက်18 29 40ဆအရွယ်တွေပါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူးအမျိုးသမီးတဦးနဲ့အမျိုးသား၄ဦးဖြစ်ပါတယ်ကိုယ်တိုင်လမ်းလျှောက်ဖို့အခက်အခဲရှိတဲ့ဒေါ်မြင့်ထေဟာလည်းဘုံကိုကျင်းနဲ့မရောက်ခင်မှာပဲဘုံစမှန်ပြီးတည်ဆုံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာဘာကြောင့်ဖြစ်ခဲ့ရတာလဲ။ ညာလေးလာရေးစင်တာရဲ့အမေမြန်ခဲ့တဲ့မျက်မြင်သက်တေတူရဲ့ပြော့ပြချက်အရာတိုက်ခိုက်မှုမဖြစ်ခင်ညနေ3:45မိနစ်လောက်အထိဖုန်းလိုင်းတွေကောင်းနေခဲ့ပေမဲ့ရုတ်တရက်ဆက်သွယ်ရေးတွေပြတ်တောက်သွားခဲ့ပါတယ်။မုံရဘက်ကစေမျိုးတွေကကဏီဘက်ကိုစစ်တက်ဆက်တက်လေးဒီတစီပြန်တန်းလာနေရလို့ဖုန်းဆက်အကြောင်းကြားဖို့စ조사ခဲ့ပေမဲ့လိုင်းမမိတဲ့အတွက်တိုက်ခိုက်ခံရပြီးမှသာအဖြစ်မှန်ကိုသိခဲ့ရတာပါ ချေရသားတအူးကတော့အပတ်မုံရွာကနေတက်လာတဲ့အချိန်မှာဆွေမျိုးတွေကတီတော့ဖုန်းလိုင်းကဖြတ်ထားတော့ကျွန်တော်တို့ကမသိရဘူးပေါ့နော်လှမ်းတိပြည့်ရဲ့သူကအဲ့ကနေလှမ်းဆက်တယ်မုံရွာဘက်ကလေချေရအုပ်ချုပ်ရေးအဖွဲ့ဝင်တအူးကလည်းစက်တက်လေတီပေါ်ကနေပောက်ကွဲအပြင်းနဲ့လက်နက်ကြီးဘုံးဆန်နှစ်ခုပစ်ချခဲ့တာကိုအတီးပြူပါတယ် တိုက်ခိုက်ခံရတဲ့အဆောက်အဦတွေနဲ့နေရာတွေဟာမွားစာကျဲနေပြီးဒဏ်ရာရသူတွေရဲ့ဒဏ်ရာတွေကလည်းပောက်ကွဲအပြင်းနဲ့ပုံစံမှန်ဒဏ်ရာတွေဖြစ်တာကိုတွေ့ရပါတယ်။ကဲဆေးလုတ်သားတဦးကလည်းနှီးစရာအကုန်မှန်တာဘိုက်ပေါက်ခြေပြက်ဖြစ်တာမြင်ရတာမကောင်းဘူးဗျာ။မြင့်မြင့်တက်တေတွေရဲ့ပြောပြချက်အရာ စက်တက်လေးဒီဟာချင်းနှွင့်မြေရိုးအတိုင်းတက်လာပြီးချောင်းမရွာကိုဝိုက်ပြီးပြစ်ခတ်ခဲ့တာလို့သိရပါဗျ။ အစိမ်းရောင်စက်တက်လေးထီကိုမျက်မြင်ကိုတွေ့မြင်လိုက်ရတယ်လို့လဲဆိုပါရယ်မျက်မြင်သက်တေတွေရဲ့ပြောပြချက်အရာစက်တက်လေးထီဟာချင်းတွင်းမြေယိုအတိုင်းတက်လာပြီးချောင်းမရွာကိုဝိုက်ပြီးပြစ်ခတ်ခဲ့တာလို့သိရပါရယ်အစိမ်းရောင်စက်တက်လေးထီကိုမျက်မြင်ကိုတွေ့မြင်လိုက်ရတယ်လို့လဲဆိုပါရယ်အညာလေးလာရေးစင်တာရဲ့စုံစမ်းမှုတွေအရာဒီတိုက်ခိုက်မှုဟာ စက်တပ်မော်တာနဲ့လုံဆောင်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုမဖြစ်ခင်ရပ်ပိုင်းကလေးကဒီလိုစက်တပ်လေတီတစင်းကဏီမျိုးနဲ့မုံရနီးတဝိုက်မှာပြန်တန်းနေတာကိုဒီသခံအကူညီပေးရေးအဖွဲ့တခုကမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ရွာသားတွေကတော့သူတို့ရွာကိုဘာကြောင့်တိုက်ခိုက်ခံရလဲဆိုတာနားမလည်နိုင်ကြပါဘူး။ဒီသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကလည်းဒီဒေသမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ဆိုကြပါဗျ။ ရွာထဲမှာလည်းကာကွယ်ရေးတပ်ဖွဲ့တွေတက်ဆွဲနေထိုင်တာဒါမှမဟုတ်လေ့ကျင့်ရေးလုပ်တာတွေမရှိဘူးလို့အညာလေးလာရေးစင်တာရဲ့တိကျစုံစမ်းမှုတွေကအတည်ပြုပါတယ်။ဒါဆိုဘာကြောင့်အရသားတွေရှိတဲ့ရွာကို ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလဲ။ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တနေ့မှာတော့မြမစစ်တပ်ရဲ့ဝါရပြန့်ရုတ်တံမြောက်ရီသတင်းဌာနကဒီတိုက်ခိုက်မှုကိုသူတို့လုတ်ခဲ့ကြောင်းဝန်ခံခဲ့ပါဗျ။ ဒါပေမဲ့ရတတေဆုံမှုနဲ့ပတ်သက်လို့တော့ပြည်သူလူထုကိုအထင်မြင်လွဲမအောင်တမင်လုံးကြံဖြန့်ဝေတာဖြစ်တယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ။အညာလေးလာရေးစင်တာကတော့ကနေမြို့နယ်မှာစစ်စင်ရေးတွေရှုံးနေနေမှုနဲ့စိုးမွနယ်မြေမရှိသလောက်ဖြစ်နေမှုကိုတံပြန်မှုအတွက်အကြောက်တရားပြန့်ပွားစေရည်ရွယ်တဲ့တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။ဒီတိုက်ခိုက်မှုဟာတော်လိုင်းအင်အားစုတွေရဲ့တင်းနေရာကိုရှည်ရွယ်ပြီးစနစ်တကျလှုပ်ဆောင်တာမျိုးမဟုတ်ဘူးလို့လဲဆိုပါရယ်။နိုင်ငံတကာဥပဒေအရအရက်သားတွေနဲ့အရက်သားပြစ်မှတ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်တာ ခွဲခြားမှုမရှိဘဲတိုက်ခိုက်တာ ဒါမှမဟုတ်အချိုးမညီစွာတိုက်ခိုက်တာတွေကိုတားမြစ်ထားပါတယ်။တနီဝါကွန်မရှင်ရဲ့နောက်ဆက်တွဲအစိပ်ပိုင်းနှစ်ပုံမှန်73မှာစစ်ပရိပခအတွင်းအရသားတွေကို အကာအကွယ်ပေးရေးဆိုင်ရာပြတန်းချက်တွေအထူးသဖြင့်ပုံမှန်ခွဲနှစ်မှာမူလရည်ရွယ်ချက်အဖြစ်အရသားတွေကြားမှာအကြောက်တရားပြန့်နှံ့စေဖို့ရည်ရွယ်တဲ့လှုံ့ဆော်ချက်သို့မဟုတ်အကြမ်းဖက်ချိန်ချောက်မှုတွေကိုတားမြစ်ထားတယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဟာဒီချက်တွေကိုလုံးဝဂရုမစိုက်ဘူးဆိုတာဒီဖြစ်စဉ်ကထပ်မံအတည်ပြုလိုက်တာပါပဲဒီချောင်းမအရှိရွာတိုက်ခိုက်မှုဟာမြန်မာစစ်တပ်ကျူးလွန်ခဲ့တယ်လို့ယူဆရမယ်ဆရာဆွေမှုဖြစ်ပြီးတရားပေါင်းစုံစမ်းစစ်ဆေးတင်ပါတယ်တချိန်တည်းမှာပဲစက်တက်လေးဒီလိုနီးပညာတွေအသုံးပြုလာတာဟာလက်ရှိရှုပ်ထွေးနေတဲ့အခြေအနေတွေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဒါမှမဟုတ်စစ်စင်ရေးတွေအတွင်အရက်သားတွေထိခိုက်မှုတွေအတွက်ပုံမအနေရများလာစေနိုင်ပါတယ်။ချောင်းမအရှိရွာကပဲ့တင်တန်ဟာမြမပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကြောက်ရွံ့မှုတွေရဲ့တက်သေးကံပါပဲ။ဒီဖြစ်ဆိုးတွေအတွက်တာဝန်ရှိသူတွေအပြစ်ပေးခံရဖို့ကဘာကြီးကတိရှိနားလည်ဖို့ကျမတို့ဆက်လက်တင်ဆက်နေမှာပါ ဒီကနေ့ကျမတင်ဆက်ပေးခဲ့တဲ့ podcast အစီအစဉ်လေးကိုစိတ်ဝင်စားနားထောင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ပတ်မှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးဦးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါဦးရှင်။